မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အနာဂတ်တစ်စီဆိုတဲ့ YouTube channel ရန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနိုင်ငံရေးကိုပြောရမလားတည်င်းအကြောင်းတွေပြောရမလားနိုင်ငံတနိုင်ငံကျွန်တော်မြန်မာနိုင်ငံစုပ်ပြတ်တက်နေတဲ့အနေအထားမျိုးတွေမှာကျွန်တော်ဘယ်အရာအကြောင်းအရာတွေကိုပြောရမလဲအာအစိုးရရဲ့မကောင်းကြောင်းပြောရမလားအထောက်ပို့ရဲ့မကောင်းကြောင်းပြောရမလားပြည်သူတွေကမဝင်ရလို့လက်နက်ကိုင်ဖွဲ့သီးရမဝင်ရဒီအရာတွေပြောမယ်နေရမှာကျွန်တော်တကယ်စဉ်းစားသာတွေးမိတဲ့အရာဘာလို့တွေးရတော့ကျွန်တော် စိတ်တပိုင်းဆိုင်ရာတွေခြုံရင်းနေတယ်လို့ခေါ်တယ်စိတ်တပိုင်းဆိုင်ရာတော့အတိညာဏ်ပိုင်းဆိုင်ရာတွေနိုင်ငံရေးအတိမရှိကြတာလေနိုင်ငံရေးအမြင်မရှိနေအောင်မှာမြန်မာနိုင်ငံသားခံကြတဲ့နိုင်ငံရေးအတိဆိုတာတော့ရှိတင်တယ်လို့ခေါ်တယ်အဲ့ဒီအရာပေါ်မှာကျွန်တော်တို့အခြေခံအုတ်မြစ်ဖြစ်တဲ့ကိုကျင်တရားပညာဇာတိတဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ခေါင်းစဉ်လေးလေးဦးနောက်ပိုင်းတက်တက်ပြီးတော့ကျွန်တော်တို့ကပြောဆောင်ပါစေတယ်ဒီနေ့ပြောကျင်တဲ့ခေါင်းစဉ်ကတော့အားကြတဲ့စိတ်အားကြတဲ့စိတ်ဆိုတာဘာလို့လဲဆိုဥပမာပေါ့ကျွန်တော်တို့ငယ်ငယ်တုန်းကအဲတက်ဆက်စာကြီးက16 18တုန်းက မင်းသားတယောက်ဝက်ထားစားတာတွေ့ရင်အားကြတယ်အဲအဲ့ဒီလိုမျိုးတွေပေါ့ဒီအားကြတဲ့စိတ်အပေါ်မှာကိုဆောင်အခုမဟုတ်အားကြတဲ့စိတ်မှာသူကอืมအခုအပြင်ပန်းကြည့်ပြီးတော့ဒီတက်တန့်လေးဝတ်တာနဲ့ဟိုကျွန်မနဲ့ဟို brand brand ပစ္စည်းတွေတုံးနိုင်တုံးနိုင်တဲ့ဟာနဲ့အဲ့ဒါကိုအားကြတာလားပုတ်ဒါဆိုရင်အခုအခုအခုဝန်ခံထားပြီးသားကျွန်တော်အောက်ခြေရတွေတက်ပြီးတော့ဒီလိုအနေထားမျိုးဟုတ်တယ်လားသလားဆိုလို့ပြီးလူကြီးကပြောကြတယ်ငွေကြေးအောက်ခြေပြည့်စုံမှချမ်းသာတာမဟုတ်ဘူးဗျမဟုတ်ဘူး နည်းနည်းအဆင်ပြေလာတယ်ပေါ့ဗျာအဆင်ပြေလာတယ်။ထိုင်ရချောင်းညုံပဲ။အဲအဆင်ပြေလာတယ်အဆင်ပြေလာတဲ့အပေါ်မှာနောက်တစ်ခုထပ်ပြီးတော့ကျွန်တော်ငမနဲ့တွေးလိုက်ရတာပါတယ်တော့။ကျွန်တော်ကျွန်တော်ကိုကျွန်တော်ပြင်ရတက်လို့တော့ခိုင်ယူထားတယ်ဒါပေမဲ့ကျွန်တော်ဘွေးရတယ်ဆိုလို့မဲ့ကျွန်တော်တကယ်မတက်တဲ့ပညာရှိတယ်ပါတယ်တော့။နီးပညာဆိုရှယ်မီဒီယာတိုးတက်လာတဲ့အပေါ်မှာကျွန်တော်ဘာပြင်ရမှမတက်ဘူး။အဲ့ဒီမှာကိုဆောင်ကတက်လာတယ်။ကွန်ပျူတာနဲ့ပတ်သက်ပြီးသူသိတယ်ဖုန်းနဲ့ပတ်သက်ပြီးသူကလိနိုင်တယ်ပေါ့လောက်တိုင်တယ်ပေါ့။အဲ့ဒီအရာပေါ်မှာအကိုဘာပုံစံနဲ့အားကြလာလဲ။ဘာပုံစံနဲ့အားကြဒါ အစတော့ကျွန်တော်ကဘယ်လိုလဲဆိုတော့ကျွန်တော်ရှေ့မှာဟိုဒီကွန်ပျူတာတွေကိုင်တာပေါ့ပြောရမယ်စင်ဒီတော်တော်များများတွေတုံးနေကြပြီသူများတွေတုံးနေကြတာကျွန်တော်ဘယ်တုံးကျင်တယ်ကျွန်တော်လည်းတက်ချင်တယ်ဗျာတက်ချင်တယ်အဲ့ဒီချိန်ကြမယ်လားကျွန်တော်ကလည်းဟိုပညာတက်လာလဲပညာမတက်ပြောမစင်တုံးတန်းတော့အောင်လားမအောင်လားကျွန်တော်ကျွန်တော်မသိရဘူးဘာဖြစ်လဲဆိုတော့တော်တော်ထွက်လာတဲ့အချိန်တုန်းကကျွန်တော်ဘယ်ချိန်ကခုနှစ်သားတည်းထွက်လာတာဟုတ်ကဲ့ဒါပေမဲ့ဒီအလုပ်တစ်ခုကိုဟိုပညာတက်မှဘွဲ့ရလို့မှဆိုတဲ့ခိုင်ကျွန်းနဲ့ကျွန်တော် ဟိုဒီဥစ္စာတက်ချင်တာမဟုတ်ဘာဖြစ်လဲကျွန်တော်တက်ချင်တဲ့ရာတစ်ခုကိုဒါမဲ့ဇွဲကောင်းရမယ်နောက်ပြီးတော့အချိန်ပေးနိုင်ရမယ်နောက်ဆုံးတော့ဘလို့ဘလို့ဘလို့ဖြစ်နိုင်လဲဆိုတော့ဒီဥစ္စာကိုတက်လာပြီးဆိုရင်တော့မှကျွန်တော်ကြံတဲ့မတက်တဲ့လူတွေကျွန်တော်ဘလို့လက်စိတ်ကမ်းပေးရမယ်ဆိုတော့ပြန်ဝေချင်တယ်ပြန်ဝေချင်တယ်အများကြီးတောင်တက်နေတယ်ငါကအဲ့ဒီစိတ်ကမလုံနိုင်ရမှလဲဆိုတော့စိတ်နဲ့ဒါကိုတင်းတယ်ဟုတ်တယ်အခုဒီမှာကျွန်တော်ပြောကြည့်မယ် ကိုဆောင်ဆိုတဲ့လူပုဂ္ဂိုလ်တူတယောက်ကိုမူတည်ပြီးပြောတယ်ဆိုတဲ့အရာမှာခင်ဗျားတို့ဖြန့်ကျက်ပြီးတော့သူထိုးထောင်ဒီလိုမျိုးလုံနိုင်သေးငါတို့ကတော့ဘာလို့မလုံနိုင်ရမှာလဲဆိုတဲ့စိတ်မျိုးတွေကိုကျွန်တော်တို့လူငယ်လူရွယ်တွေကိုအတိတ်တရားဝင်စေခြင်းနဲ့ဘာကြောင့်ဒီလိုအတိတ်တရားတွေဝင်စေခြင်းနဲ့ဒီလိုပို့စမျိုးတွေရိုက်ပြီးတင်တာလဲဆိုရင်ကြိုက်တဲ့လူတော့နဲမယ်ဒါပေမဲ့ကျွန်တော်တို့နှိတ်စဒူကနေတိုင်းလူတိုင်းကြုံတွေ့နေရမယ့်အရာတွေကိုကျွန်တော်တို့ကပြန်ပြီးတော့အတိပေးတဲ့ပုံစံမျိုးနဲ့ အခုအင်းပြောနောက်ပိုင်းမှာကြလူငယ်တွေကအားကြတဲ့ပိုင်းကိုကျွန်တော်ပြောရမယ်ဆိုရင်ဘယ်လိုလဲဆိုတော့ဒီဒီလူတရားပိဿံရှိတယ်ဗျာအာသူတို့အထောက်အားကြတာဒါမဲ့ဒီလူတရားဒီပိဿံကိုရလာတာဟိုဟိုဘယ်လိုပုံစံနဲ့ရလဲဘယ်လိုပုံစံနဲ့ရတော့အရင်မလေးလာဘူးအလောဆက်အာသူပိဿံရှိတာသူအားကြသူဟော သူပစ္စံရှိတယ်လို့ကိုလည်းရှိအောင်လုပ်မရမယ်မှန်ပြီကျော်လက်ခံတဲ့လူတိုင်းမှာတော့အဲ့ဒီစိတ်ရှိတာတော့ကောင်းလာတော့ကောင်းပါတယ်ဗျာဒါတော့ဒါပေမဲ့အဲ့ဒီလူတရားဝပစ္စံဘယ်လိုပုံစံနဲ့ရလဲညာပြီးတော့ရလာတာလားသူများပေါ်မှာတရားမှုနဲ့ရလာတော့အရင်မလေးလာဘူးဟုတ်ဘူးအဲ့ဒီအပိုင်းမှာအကိုဩဥမာပြမွေးစေဝရောက်ပြီးချမ်းသာလာတာလားလက်နဲ့ရောက်ပြီးချမ်းသာလာတာလားပုံမှန်တိုင်းသမ ्या တိုက်ပြီးတော့ချမ်းသာလာတာခိုးပြီးတော့ချမ်းသာလာတာလားဈေးရောက်ပြီးတော့ချမ်းသာလာလာနောက်ပြီးတော့ဟိုဒီပြောမယ်ညာ ဟိုတော်တော်များများဟိုသင်ပေါ်ကြော်ကြားပြီးတော့သူများယုံယုံကြည်မှုရလာလို့အဲ့ဒီဟာတွေကိုနဲ့အဲ့ဒီဟာနဲ့ချမ်းသာလာတာလို့ပြီးတော့ချမ်းသာလာတာချမ်းသာလာတာအခင်းကျင်းမှာနိုင်ငံရေးအခင်းကျင်းမှာဆိုရင်ကျွန်တော်အရင်ထိခိုက်ရှလို့ရတဲ့အရာရှိတယ်ဒီနေရာမှာကျွန်တော်အဖြေထုတ်ကြည့်တာတော်လိုင်းရင်းလို့လို့ချမ်းသာလာတဲ့လူတွေမရှိဘူးလားဆိုတော့ရှိတယ်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 အခွင့်အရေးကိုနိုင်ငံရေးဆိုတဲ့အရာတစ်ခုကိုအသုံးပြုပြီးတော့ချမ်းသာလိုက်လို့ရှိတယ်အဆင်ပြေလိုက်လို့ရှိတယ်ဒီအရာတွေပေါ်မှာကျွန်တော်တို့ကနိုင်ငံရေးဆိုတဲ့အရာနဲ့ချမ်းသာလိုက်လို့ကျွန်တော်က jealous မနာလိုစိတ်နဲ့ပြောနေတာမဟုတ်ဘူးဒီလိုဖြစ်ပြက်လာတဲ့လူတွေကခုနကကိုဆောင်ပြောသလိုပဲဘာလို့လဲဘလို့ပုံစံနဲ့ဒီလူတယောက်ချမ်းသာလာတယ်။ तू ဘာတွေရင်းခဲ့ရတယ်ဘာတွေပစ္စတ်မှုပစ္စတ်ခဲ့ရတယ်လေဟုတ်တယ်ဒီအခြေအနေတည်းရအောင်ဘလို့ပုံစံနဲ့ယက်တီလာတယ်လဲဆိုတော့ဟုတ်တယ်ကျွန်တော်လူငယ်တွေအနေနဲ့ခါခါနာနာမတွေးဘဲနဲ့လျှက်ရက်တစ်ပြက်မှာချက်ချင်းချမ်းသာခြင်းနဲ့စိတ်ကိုတွေးလိုက်တဲ့အတွက်အဲ့မှာစတွေးတာလေဟုတ်တယ်စိုးဆိုတဲ့စနစ်စိုးဆိုတဲ့အရာရောက်တီမြဲအောင်လုပ်နေတဲ့အာမဆိုတဲ့အရာ အာနာရှင်တို့ကဒီစနစ်စိုးတီမရအောင်ဒီလိုလူငယ်တွေကိုဒီလိုဒီလိုတွေးမရမယ်တွေးမရမယ်အတင်းညံပေးမရတွေးနိုင်အောင်တွေးနိုင်အောင်လုံနိုင်အောင်ဆိုပြီးမကောင်းတဲ့အရာတွေအတွေးကြံကြံတွေကိုတွင်းပြီးတော့ဥမာကွာကောင်းစီရုံးမှဟိုလူကြီးလောက်ရင်ချမ်းသာမယ်ဟိုဘရိုပြောပါလေတော့ဘိုတင်တန်းအောင်ရင်ချမ်းသာမယ်ချမ်းသာမယ်အာနာရမယ်ချမ်းသာမယ်ဆိုပြီးတော့ဒီစနစ်စိုးတခုတီမရအောင်တို့တို့လူတွေကိုတို့စီယုံပြီးတော့တိမ့်သွင်းခဲ့တဲ့အရာတွေရှိသလိုပဲအဲ့ဒီအရာလိုပဲနိုင်ငံရေးအကြောင်းပြပြီးတော့ဟိုဘယ်လိုဆို ပုံစံတမျိုးလုံးလို့ရတဲ့လူတွေတော့ရှိတယ်။နေရာပေါင်းစုံပေါ့ဗျာဒါပေမဲ့ခေကြီးကတိုးတက်တယ်ကိုကျင်တရားနဲ့ဇာတိတာပြက်လာတယ်ဆိုတဲ့အရာမှာအခုနောက်ပိုင်းမှာထပ်ပြီးတော့တွေ့လာတဲ့အရာတွေကဘာတွေလဲဆိုတော့အောင်မြင်ခြင်းတာပဲတည်တယ်ဘလို့ပုံစံနဲ့ငါတို့တွေအောင်မြင်အောင်လုပ်ရမလဲငါတို့တွေကြီးပွားအောင်လုပ်ရမလဲဘလို့ရိုးသားစိတ်နဲ့လုပ်ရမလဲဆိုတော့မစင်စားဘူးမစင်စားတော့ဟိုငါအောင်မြင်ရင်ပြီးရောပြီးရောအဲအဲ့ဒီစိတ်နဲ့တော်တော်မင်းမခံယူထားတဲ့လူတွေပဲတရားသဘောနဲ့ပြောမှဆိုတဘောဆန်တွေဖြစ်သွားတာပေါ့ဗျတဘောဆန်ဖြစ်သွားတယ်ဆိုရင်ဒီလိုလူထန်းစားတွေက ခေါင်းဆောင်နေရာတွေကိုတက်ယူရင်မတူဝင်စရာပဲအတော်တော်ကြောက်ဘူးကောင်းတယ်နော်ဒါအဲ့လိုမျိုးနေရာခေါင်းဆောင်နေရာရောက်မယ်ဆိုရင်တော့ကျွန်တော်အမြင်မှာဆိုပျက်စီးရပျက်စီးကြောင်းဟိုပြောရမယ်အတိအတိစိတ်တွေအတိညာနဲ့မန်ကန်တဲ့အတိညာမရလာတော့ဘူးကျွန်တော်တို့နိုင်ငံသားတွေအပေါ်မှာပဲဖြစ်ဖြစ်ဘယ်သူအပေါ်မှာဖြစ်ပေါ့ဗျာအခုကျွန်တော်မှာရှိတဲ့ကလေးတွေရှိပါတယ်နေရောင်တော့ကျွန်တော်အနေနဲ့အဲ့ဒီကိုကျင့်တရားမှမကောင်းဘဲနဲ့သူတို့မင်းတို့ကိုကျင့်တရားကောင်းပါလို့တပြောဖို့ကပြောလို့ပါသူကလက်လက်ခံပါမယ်ဒါတော့ပြောပိုင်ခွင့်ရှိပြီမဲ့လဲ ကိုကနဲ့ကိုပိုင်းမှာပဝါတုံးတော့ပြောလို့ရတယ်ပေါ့ဗျာဒါပေမဲ့သူတို့ရင်ဘတ်တွေကလက်ခံနိုင်ဘူးဆိုတာအရင်ခင်းရင်အရင်ခင်းရင်လေဘာကြောင့်လဲဆိုတော့လူငယ်တိုးတက်တဲ့လမ်းကိုရှေ့ဆောင်သွားနေတော့လူငယ်တို့ပေမဲ့ဒီလူငယ်တွေမှာမတူတဲ့အမိတစ်ခုပြီးမှအမိတစ်ခုရှိမှရမယ်အမြင်မဲ့ရှိအမြင်မဲ့ရှိရင်ရှိရင်တော့မှအတွေ့အကြုံတွေမရှိတဲ့အတွက်ဒါအကူကလူကြီးတယောက်အနေနဲ့ကောင်းစေချင်လို့ပြောပြတယ်ကိုကအတွေ့အကြုံရှိလို့ဆိုတော့ဒါကိုဆောင်ကတိုးတဲ့ပတ်သက်တဲ့ဒီမိသားစုတိုင်းအကြောင်းကိုထည့်ပြီးတော့ပြောသွားတယ်ဆိုတာကအတန်းရှိယူတာမဟုတ်ဘာလဲတိရ ဒီနေရာမှာဖြစ်ပြတဲ့အရာငါတို့လည်းကြုံခဲ့တယ်စုံခဲ့တယ်ဆိုတဲ့အရာတွေနဲ့လူငယ်တွေမှာရှေ့ကိုတွေးပြီးတော့အောင်မြင်ခြင်းနဲ့စိတ်ကိုကောင်းအကောင်းမြင်စိတ်နဲ့အကုသို့မဖြစ်အောင်နေဖို့ဟုတ်တယ်အေးဒါဆိုရင်ခင်ဗျားအခုကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေတဲ့မအလာပေါ့သူလုပ်နေတဲ့လောက်ွက်တွေကတိုက်ပြီးအုပ်ချုပ်မင်းလုပ်တဲ့လူကသူ့ရဲ့ပြည်သူကုံတော်မကြည်ပဲနဲ့ဒီလိုမျိုးလုပ်နေတယ်ဆိုရင်အခုလက်ရှိသူလုပ်နေတဲ့အရာတွေပေါ့ကျွန်တော်တို့ပြည်သူတွေနဲ့ကြည့်ရတာကအသေးရစရာတွေပေါ့ဟုတ်တယ်ရုရှားတမရတော့သွားပြီးတော့ ဟိုကြွမင်းခေါ်လို့ခေါ်အမျိုးဆုံးပေါ့နော်အဲ့ပေါ့ဒါပေမဲ့ဒီပြောမယ်ဆိုနိုင်ငံခေါင်းဆောင်ဖားတာပေါ့ဖားတာပေါ့နိုင်ငံခေါင်းဆောင်လုတ်တဲ့လူကိုဒိုင်ကိုတဲကဒါခုနကအခုပြောစကားနဲ့သွားကိုက်ကြီးရဲ့ဟုတ်ဟာအတိဉဏ်လည်းမပြေဝဘူးသူတရမပြေဝပဲနဲ့သူအတိုင်းဝိုင်းတစ်ခုအောင်မြင်ဖို့အတွက်ကိုဆိုရင်ကမ္ဘာအလဲမှာတော့သူ့ရဲ့အဆက်မရှိတဲ့အရာတွေကိုချပြနေတဲ့ခါကျတော့ကျွန်တော်တို့ပြည်သူတွေနဲ့ပြန်မြင်ရတဲ့ကျွန်တော်တို့နိုင်ငံအနေတွေနဲ့ဘယ်လိုမျိုးတိုက်ခါရှိမှာတော့ဘယ်လိုလို့တိုက်ခါမရှိတော့အဲ့တော့ဒီအရာကိုဒီကမ္ဘာရဲ့လူကြားမှာပေါ့ ီလိုအုပ်ချုပ်နှုတ်တဲ့လူမကောင်းတဲ့အရာကိုတွန်းလှန်နေတဲ့အမှန်တရားကိုမျက်နှိုးပါတယ်ဆိုတော့ကျွန်တော်တို့ဘက်မှာရှိတဲ့ခေါင်းဆောင်လုပ်တဲ့လူတွေအသက်ကြီးပါပြီဆိုပြီးအမှန်တရားကိုမျက်နှိုးတဲ့လူတွေကလည်းဒီလိုမျိုးလူငယ်တွေကိုပို့ချတဲ့နေရာမှာမှန်ကန်တဲ့အကြောင်းအရာတွေရှိဖို့လိုတယ်ဟုတ်တယ်အဲ့ဒါတော့အဲ့ဒါတော့တွေးခေါ်တွေရှိဖို့လိုတယ်အဲ့ဒါတော့လုံးဝတော့လုံးဝကိုလိုအပ်တဲ့ဒီဥစ္စာကတော့ဒီအရာကိုလိုအပ်ဖို့အတွက်ကျွန်တော်တို့တော်လိုင်းရေးတစ်ခုအရွေးတစ်ခုကိုသွားနေတဲ့အချိန်ကမျိုးမှာကိုကျိုးစွန့်ပြီးရိုးသားစိတ်နဲ့မှန်မှန်ကန်ကန် သွားနိုင်ဖို့ကိုလိုတယ်ဗျဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒီပုံကတိကကောက်ဗျတခုကကျွန်တော်တို့မြန်မာနိုင်ငံသားเนี่ยတော်တော်များတိတ်ခါဆိုတာမထိန်တတ်ကြဘူးလားဒါပေမဲ့တိတ်ခါဆိုရဲ့တံပိုးကိုမတိတာလားတော်တော်များတိတ်ခါတိတ်ခါဘိုင်းမှာတော်တော်အားနည်းတယ်ကျွန်တော်တို့နိုင်ငံသားဒီလီဟော့တပ်ပါနဲ့ဂါရဝတရားကိုနေပါလာတဲ့အတွက်တိုးတက်တဲ့ခေတ္တဒါပေမဲ့မောက်မမောက်မတဲ့နေရာမှာကြတော့တိတ်ခါကြီးရှိနေမောက်မတယ်ဗျာအာအာပြောရမယ်စဒါပေမဲ့ဒီ အကောင့်ဘက်ကိုကြတော့တိတ်ခါရှိရှိအောင်မမောက်ပါဘူး။อืมအဲ့ဒီအပိုင်းလေးอ่ะဒါဆိုရင်ခရစ်ဆိုခရစ်ပြည့်ကြီးလည်းဖြစ်တယ်။အဲ့ပေါ့ဘုရားကျွန်တော်တို့ဘုရားတော်ဘုရားပတော်ပြတော့ဘုရားဟောတဲ့တရားတော့သာသနာနဲ့၅000ကျော်ရင်သာသနာပျက်စီးမယ်ဆိုတဲ့အရာမှာကျွန်တော်တို့လူတွေကိုချုပ်ထားတာအရင်ဆုံးကဟိုဘာသာတွေကချုပ်ထားတာဟုတ်တယ်။ဘာသာမဟုတ်တာလို့ရင်မဟုတ်ခံမယ်လို့ငရဲကြီးမယ်လို့ပြောကြတယ်ဒီအရာတွေကိုမတွေးတော့ဘဲနဲ့အာနာရှင်စနစ်ဆိုးတစ်ခုက ဒီဘာသာတရားကိုပါဒါလည်းခင်ဗျားတို့သိမှာပါဘာသာအေးမှိုင်းတိုက်ပြီးရောဟိုဘာသာမြတ်တယ်ဒီဘာသာမြတ်လူမျိုးမြတ်တယ်အဲ့ဒီအရာတွေအားလုံးမလုပ်တာဘာသာတရားချိတဲ့ခေါင်းဆောင်တွေလောက်တာမဟုတ်ဘူးအာနာရှင်စနစ်စိုးတစ်ခုတည်မြဲခြင်းလို့ဒီလူတစုကနေစနစ်တကျဖန်တီးဖန်တီးထားတာဟုတ်တယ်ဒီသွေးခွဲတဲ့အရာပေါ်မှာခုနကလိုကျွန်တော်တို့ဒီခေါင်းစဉ်တက်ပြီးတော့ပြောရတဲ့ရည်ရွယ်ချက်ကဘာကြောင့်လဲဆိုတော့အရင်အသိဉာဏ်တွေနည်းပါးလာတဲ့အပေါ်မှာအောင်မြင်ခြင်းတဲ့အရာတစ်ခုမှာမကောင်းတဲ့စိတ်တွေတဲ့အောင်မြင်ခြင်းလာကြတယ်ဟုတ်တယ် ဘာဘာဘာမြန်ဆန်သူတို့အတွေ့အကြုံမြန်ဆန်တာဗောဗျာဒီမကောင်းတဲ့ဟာတခုချမ်းသာနီးမြန်တယ်ဗောဖြတ်လန်းဗောဗျာပြောရမယ်ဆိုရင်ဒါမဲ့ဒီခလေးအဲ့လိုမျိုးကြကြဒီမျိုးဆက်20 30အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော်တော်ကိုပြောမယ်ဟိုတွေးမရဲစရာကြီးအပိုင်းနေဖြစ်လာမှာဗောအဲ့တော့ဒီနေရာမှာတို့ကောက်ချက်ချပြီးတော့ပြောရမယ်ဆိုရင်တော့ မိမိတို့မှာထားရှိတဲ့စိတ်တွေကရိုးသားမွန်မြတ်နေပြီးတော့အောင်မြင်ခြင်းနဲ့အရာမှာမှန်ကန်တဲ့နည်းနဲ့သွားမှသာလျှင်ကျွန်တော်တို့တော်လိုင်းရင်းနဲ့ထည့်ပြောမှဆိုတော်လိုင်းရင်းမှာလည်းအောင်မြင်မယ်စီဝိုင်းရင်းနဲ့ထည့်ပြောမယ်စီဝိုင်းရင်းနဲ့အောင်မြင်မယ်လူမှုရေးဆိုရယ်လူမှုဆက်ဆံရေးမှာလည်းအကုန်လုံးအဆင်ပြေမယ်ဟုတ်တယ်နောက်တစ်ခုကျွန်တော်တို့ဟိုအနာရှင်ကိုတွန်းလှန်နေတဲ့အဖွဲ့စည်းပေါင်းအများစွာတဲမှာလည်းကျွန်တော်တို့အောင်မြင်ခြင်းနဲ့တော်လန်ရေးကြီးအောင်မြင်ခြင်းနဲ့ဆိုရင်ငါနဲ့အတ္တတွေကိုဖြုတ်ရိုးသားစိတ်နဲ့ မိမိမှာရှိတဲ့အတိတရားအတိညာဉ်တရားတွေအားလုံးကိုမှန်ကန်တဲ့နည်းတွေနဲ့ခေါင်းဆောင်ခေါင်းလေးအဖြစ်ဖြန့်ဝေပေးမှသာလျင်ဒီတော်လိုင်းရဲ့အောင်မယ်အဲ့ဒီလိုပဲလူတယောက်ဘဝတစ်ခုမှာဖြတ်သန်းနေတဲ့အချိန်ကာလအတွင်းထဲမှာမိမိအောင်မြင်ခြင်းနဲ့မိမိချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်တွေဟာရိုးသားနေဘူးလို့လေဟုတ်တယ်ဒီတော်လိုင်းရေးကိုအောင်ခြင်းတော့ဒါပေမဲ့ခကြီးရလေဗျာပြောရမကြီးကြီးပြောမယ်ဆိုရင်မဟုတ်တာမမှန်တာပြောမှလူထင်ကြီးတဲ့ခက်ဟုတ်တယ် မဟုတ်တာလှုပ်ပြီးတော့စီဝါရှာမအောင်မြင်တဲ့ခေကြီးကိုရောက်နေတာကကျွန်တော်ပြောပြမယ်ကြကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံပဲရှိနေတယ်ကဘာမှာရှိတဲ့အရာတွေကတကယ်ပညာတတ်လူဒန်းစားတကယ်အခြေခံအုတ်မြစ်ကြကြနဲ့စီးစနစ်ပေါင်းနေတဲ့တွာလာတဲ့အတွက်ရုံမာတဲ့လူကတော့အရင်နေတယ်ဘာဖြစ်လဲကူဒီကျွန်တော်တို့ဘာမှပြီးသွားတာဒီတော်လန်ရအောင်ချင်တယ်ဟုတ်တယ်နည်းကကျွန်တော်ပြောတော့စိတ်တက်ကိုကောင်းတဲ့ဘက်ကိုသွားမရစိတ်တက်ကိုခံယူချက်ကအကောင်းတဲ့အရာ ကောင်းတဲ့အရာတွေနဲ့ခံယူဒါမှဒီတော်လန်ရေးအောင်မယ်လို့တော့ကျွန်တော်မြင်နေဗျာအခုကတတိလည်းမမှန်ကြဘူးပြောရမယ်ဆိုရင်ခဏကြောင့်ပြောပါအာသူဘနဲ့မတာနဲ့ဘာကွာလဲအခုစက္ကစနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ဘာတဦးဆိုရပါဗျာတောက်ကလည်းပြောတော့ဘာကွာလို့လဲလို့ကျွန်တော်ပြန်တဦးဆိုရဆိုပြီးတော့ကျွန်တော်တို့ကဖောင်းထုတ်တာမဟုတ်ဘူးဘယ်သူမှဖောင်းဝေဘာနာမဟုတ်ပေါက်ခတာမဟုတ်ဘာကတကယ်လက်တွေ့ကြကြမှာဖြစ်ပြနေတဲ့အရာတွေကိုကျွန်တော်တို့တိုင်းနေပြည်နယ်အသီးသီးမှာရှိတဲ့ဒီမှာနားထောင်နေတဲ့လူတွေရှိအကုန်လုံးသိနေမှာဗျာဒီအရာတွေမှာအားမလို့အားမရဖြစ်လာတဲ့ပုံမှာကျွန်တော်တို့ပြည်သူကပြန်ပြီးတော့ အော်မှအစဉ်ပြေမဲ့အနေအထားမျိုးတွေမင်းတို့နားလေတာဆိုတော့နိုင်ငံရေးနားလေတာတချို့တချို့ပြောတယ်အာတော်လိုင်းရေးကိုမင်းတို့ဘလောက်ဒီပါဝင်လဲကူညီလဲဆိုတော့ကျွန်တော်တို့အသက်တွေအချိန်ကြီးကျွန်တော်တို့ရပ်ပိုင်ခွင့်တွေရပ်ပိုင်ခွင့်တော့ပါဆိုတော့လူခွင့်ရေးတွေကျွန်တော်တို့အဆုံးရှုံးခံပြီးတော့တော်လိုင်းရေးထဲမှာဒစိမ့်ဒစိစာပါပါလေးပဲကျွန်တော်တို့ကဝင်ပါနေတဲ့လူတွေဒီလိုမျိုးထုတ်ပြောလိုက်တဲ့အရာအပေါ်မှာတချို့ထိခိုက်ရှလွဲတွေဖြစ်ကြတယ် ထိခိုက်ရှာလို့မဖြစ်ကြတယ်ခမားတို့လည်းကျွန်တော်တို့လိုမျိုးအမှန်တရားကိုအော်လို့ရတယ်တက်တဲ့တွေးပြီးတက်တဲ့ပြောလို့ရတဲ့ဒီတွေရှိတယ်အဲ့ဒီလိုမျိုးလူတွေများများပြောများများပြောလေဒီဒီတော်လန်ကြီးအတွက်ပို့ပြီးတော့အကျိုးအမြတ်ရှိလေလေအထောက်ကူလည်းပြုမယ်အထောက်ကူပြုမယ်လို့ကျွန်တော်ကောင်းတဲ့ဘက်ကိုလည်းကောင်းတဲ့ကောင်းတဲ့ဘက်ကိုလည်းရောက်သွားမှာပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်ကဒီလိုမျိုးဒီ YouTube မှာ channel လေးဖွင့်မယ် Facebook မှာလည်းကျွန်တော်တို့ live တွေလွှင့်ပြောမယ် TikTok မှာ live လွှင့်ပြောရဲဆိုတော့ကကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အချိန်ကာလအပိုင်းခြားတွေဟာတဖြည်းဖြည်းနဲ့၄နှစ်ကျော်ကာလကြာတော့လွန်လာပြီဖြစ်တဲ့အတွက် ဖမ်းဆုပ်ကင်နိုင်မဲ့အရာတခုကိုခေါင်းဆောင်ဘိုင်းတွေကချစ်တိရောက်ရောက်လေးတွေလှုပ်ဆဲကျင်တဲ့သဘောနဲ့ခေါင်းစဉ်လေးတွေတက်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာဘ ഹു သူဒအနေနဲ့ sharing ဖြန့်ဝေခြင်းဖြစ်ပါတယ်ဒီအရာပေါ်မှာထိခိုက်ရှောက်တယ်ဖြစ်ကြပါနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအဲအရေးကကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံး ਨੇ ဆိုင်သလိုပဲတက်ဆိုင်တယ်လူပုဂ္ဂိုလ်တူတယောက်ရဲ့ကိုကျင်လျာဇာရိတခေါင်းဆောင်ပိုင်းလုတ်တဲ့လူတွေမှာရှိနေချစ်တင်ချစ်တဲ့အရေးအတွေးလေးကိုလည်းထိတိရရောက်မှန်မှန်ကန်ကန်တော်လန်ရေးကိုအောင်စေခြင်းတဲ့ပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်ဟုတ်ကဲ့ကျွန်တော်တို့ဒီကနေ့ ေါ်ခြင်းဖြစ်ပါတယ်ဒီအရာကိုလည်းကျွန်တော်တို့မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအားလုံးနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အော်တယ်ဆိုတာလည်းဟိုဟိုပြောရမယ်ဆိုရင်အတစိတ်နဲ့လည်းမဟုတ်ဘူးမနာလိုစိတ်နဲ့လည်းမဟုတ်ဘူးပျက်စီးခြင်းတဲ့အရာနဲ့လည်းအော်တာမဟုတ်ဘူးကျွန်တော်တို့အော်တဲ့အရာကခေါင်းဖို့အတွက်လိုချင်လို့ကျွန်တော်တို့ဒီကိစ္စကိုအော်ခြင်းဖြစ်ပါတယ်နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မင်းမင်းနေရတဲ့အချိန်ကာလအပိုင်းကိုလည်းဟိုကျွန်တော်တို့နိုင်ငံသားအနေနဲ့လည်းဟိုပြောပြောပြင်စင်တုံးသက်ကြည့်ပေါ့ဟို တုံးတက်ကြည့်မှာခင်ဗျားတို့တိမှာပဲတိတိတလောက်တော့တိတဲ့လူကလည်းရှိမှာဒါပေမဲ့မတိတဲ့လူတိတဲ့လူရှိရင်မတိတဲ့လူတော့ကျွန်တော်ပြောစေချင်ဟိုပြောပြပေးပါဆိုပြပေးပါပေါ့နော်ကျွန်တော်ဖြစ်စေချင်နိုင်ငံရေးတိလေးတွေထည့်ပေးပါဒီလိုပုံစံမျိုးပါကျန်တဲ့အရာတွေမှာတော့ကျွန်တော်ကမကောင်းတဲ့စိတ်မရှိကောင်းတဲ့စိတ်ရှိလို့တက်တဲ့တွေတက်တဲ့ပြောဆိုတဲ့ပုံစံအတိုင်းပဲဖြစ်ရောက်တဲ့အရာလေးတွေနဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကနေ share ရင်းဖြတ်ဝင်ကြီးဖြစ်ပါဒီအရာပေါ်မှာအားလုံးနားလည်ကြလိမ့်မယ်ထင်ပါတယ်အားလုံးကောင်းကောင်းနေပါဗျာနော်ဟုတ်ကဲ့ပါ